အာရှဖွံ့ဖြိုးရေးဘက် ATP အနေနဲ့မြန်မာနိုင်ငံကနေရဆုတ်ခေါ်ထွက်ပြေးတင်းချောင်းနေကြရသူတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအင်ရှင်အတိုင်းအဝိုင်းအတွက်ပတ်ပိုးကူညီမှုတွေပေးအပ်တော်မယ်လို့အတည်ပြုလိုက်တဲ့အကြောင်း BSS နယူသတင်းမှဇွန်လ24ရက်နေ့ကဖော်ပြထားပါတယ်။ဒါဟာ ATP အနေနဲ့အာရှဖွံ့ဖြိုးရေးရှယ်ပုံငွေ ADF ထဲကနေထောက်ပံ့ငွေ American Dollar 58.6တန်းနဲ့မြန်မာနိုင်ငံကနေရဆုတ်ခေါ်ထွက်ပြေးတင်းချောင်းလာရသူတွေနဲ့ဘင်္ဂလားဒေ့ရှ်အင်ရှင်အတိုင်းအဝိုင်းအတွက်အခြေခံအ ဆောက်အုံနဲ့အရေးကြီးတဲ့ဝန်ဆောင်မှုတွေပံ့ပိုးပေးနိုင်ဖို့အတွက်တက်တာချင်းဝင်ဒေါ်လာ28.3တန်းကိုပေးအပ်တော့ဖို့အတည်ပြုလိုက်တာပါ။ ဒီအစီအစဉ်မှာတော့မြန်မာနိုင်ငံကရွှေ့ပြောင်းဒုက္ခသည်တဲ့အတွက်ပေါင်စည်းဝန်ဆောင်မှုအသက်မွေးဝန်ကြောင်းဆိုင်ရာတွေနဲ့လက်ခံရရော်တဲ့မြင့်တင်ရေးစီမံကိန်းအနေနဲ့ဆောင်ရွက်တော်မှာဖြစ်ပြီးရေမိလာနဲ့တကိုရေတန်ရှင်းမှုတို့ကိုတွမြင့်တုံဆွေးနိုင်စေရန်လမ်းနဲ့တံတားတွေဘေးကင်းလုံခြုံရေးနဲ့ရေနှုံမြောင်းစနစ်တွေအပအဝင်စာနယ်ခါဖူလုံတွေတဘာဝဘေးတဲ့ခံနိုင်ရရှိရဆရာတွေလည်းပါဝင်နေတယ်လို့ဆိုပါတယ်ဒါအပြင်ကော့ပစားနဲ့ဘာဆန်ချားဧရိယာတွေကရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ အင်းရှင်အတောင်ဝိုင်းတစ်ခုလုံးရဲ့တည်ကြလိုအပ်ချက်တွေကိုဖြည့်ရှင်းပေးနိုင်ဖို့အတွက်ကြွေးပြားတဲ့ချစ်ကဲမှုကိုအသုံးချတော်မယ်လို့လဲဆိုပါရဲ့ရှင်။ ပြီးခဲ့တဲ့သတင်းပတ်ကအစလို့အမေရိကန်ဒေါ်လာဆင်းနဲ့73စီဈေးတွေတက်လာခဲ့တဲ့နောက်မှာစစ်ကောင်စီရဲ့ဗဟိုဘဏ်ဟာ73စီတင်သွင်းသူတွေအတွက်အမေရိကန်ဒေါ်လာတန်30ထုတ်ရောင်းမယ်လို့ထပ်မံကြေညာလာပါတယ်ဒီလိုကြေညာချက်မျိုးကိုဗဟိုဘဏ်ကမကြာခဏထုတ်ပြန်လေးရှိပြီးနိုင်ငံခြားငွေလေးနှုန်းနဲ့73စီစေကိုထိန်းချုပ်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ် ်စစ်ကောင်စီဗဟိုဘဏ်ဟာအခုလအတွင်းအမေရိကန်ဒေါ်လာထုတ်ရောက်မဲ့ကျင်းညာချက်၄ကြိမ်ထုတ်ပြန်ခဲ့ပြီးဒီတစ်ကြိမ်နဲ့ဆိုရင်ထုတ်ရောက်မဲ့ပမာဏဟာအမေရိကန်ဒေါ်လာ125တန်းအထိရှိနေပါပြီစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က အခုလိုနိုင်ငံเจ้าငွေတွေထုတ်ရောက်ပြီး လောင်စာစီစေးကိုထိန်ဖို့ကြိုးစားပေမဲ့ကမ္ဘာရင်နယ်ဈေးဈေးနှုန်းနဲ့စင်ကာပူ MOPS ဈေးတက်လာတာကြောင့်ဖြည့်ရေးလောင်စာဈေးလည်းနှစ်ပတ်ဆက်တိုက်ပြန်တက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကဈေးနှုန်းနဲ့ရှင်ဒလီတာကိုအနည်းဆုံး60ကျပ်ကနေအများဆုံး135ကျပ်အထိမြင့်တက်လာတာတွေ့ရပါတယ်။တစ်ဖက်မှာလည်းမြန်မာကျပ်နဲ့ဒေါ်လာအကြားလေးလေနှုန်းကမေလနောက်ပိုင်းကစကတရရက်တက်လာခဲ့ပြီးဇွန်လ24ရက်နေ့မှာဒေါ်လာကို6580ကျပ်အထိမြင့်တက်ရောက်ရှိနေပါတယ်ရှင်။ မကွေတိုင်းကံခေါမြို့မှာအခြေစိုက်တဲ့စစ်ကောင်စီတပ်ကဇွန်လ24ရက်နေ့မှာပတ်ဝန်းကျင်ကြေော်တို့ကိုလက်နက်ကြီးတွေနဲ့စစ်တိုက်ပစ်ခတ်နေတဲ့အတွက်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ရောအလင်းတဲ့အဖွဲ့အစည်းကသိရပါတယ်။ကံခေါမြို့အခြေစိုက်ခလာရ90တပ်ထေကနေ24ရက်နေ့တရက်တည်းမှာပဲ120မှမှလက်နက်ကြီးတွေနဲ့နှကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီးနေ့လယ်တနာရီဝန်းကျင်ကပစ်ခတ်မှုအတွင်အနောက်ကံခေါရော့ကိုကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ဒေသခံအမျိုးသမီး တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ည9:00နာရီကျော်လောက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကတော့ဘေယော်ဘက်ကိုကျလေဆိုတာတော့မသိရသေးတဲ့အတွက်စုံစမ်းနေတယ်လို့ကံကောင်းမြို့နယ်ပအားဖတာဝန်ခံကိုဖိုးလာက DBB ကိုပြောပါတယ်။ ကံကောမျိုးအခြေဆိုင်ခလာရ90တက်ထေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကံကောမျိုးအနီးတဝိုက်ကကြေးရော်တွေကိုဥတီပြီးလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတဲ့အပြင်မြေပြင်စစ်ကြောင်းကလည်းရုတ်တရက်ဝင်ရောက်လာနိုင်တဲ့အတွက်ပြည်သူတွေတတိနဲ့နေထိုင်ကြဖို့ကောက်ွေးရေးတပ်ဖွဲ့တွေကတတိပေးထားပါရဲ့ရှင် ထိုင်းနိုင်ငံမေဆောင်မြို့မှာဖွင့်လှစ်ရောင်းချနေတဲ့မြန်မာလက်ဖက်ရည်ဆိုင်တစ်စိုက်ကိုထိုင်းအာဏာပိုင်တွေကဇော်လာ23ရက်နေ့မနက်ပိုင်းမှာဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့တခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ် ဖန်ဆီးခံရသူတွေထဲမှာထိုင်းအမျိုးသမီးတယောက်နဲ့မြန်မာနိုင်ငံသား၄ယောက်ပါဝင်ပြီးဥပဒေအရအရေးယူဆောင်ရွက်တော်မယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖန်ဆီးခံရတဲ့နေ့ကလက်ဖက်ရည်တောက်တဲ့သူတွေအတော်များပြီးထိုင်းလာဝကတွင်တဲ့အဖွဲ့အစုံကကားနှစီနဲ့ဝင်ရောက်လာကဆိုင်ပိုင်ရှင်နဲ့ဆိုင်အလုပ်သမား၄ယောက်ကိုဖန်ဆီးလိုက်တာလို့မျက်မြင်တွေ့ရှိသူကပြောပါတယ်။ ်မေးဆောက်မျိုးမှာအခုရက်ပိုင်းအတွင်းအဖမ်းဆီးတွေကျန်းနေပြီးတော့ဈေးတွေကဈေးဆိုင်တချို့လည်းပိတ်ထားရဲလို့မေးဆောက်မျိုးမှာအနည်း30ကျားနေထိုင်နေတဲ့မြန်မာနိုင်ငံသားတစ်ယောက်ကပြောပါတယ်ဇွန်လ20ရက်နေ့ကလည်းမဲဆောက်မြို့ထဆိုင်လို့ရက်ကွက်ကလူနေအိမ်တန်းရာတွေကိုထိုင်းအနာပိုင်တွေကဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေပြီးအထောက်အထားနေထိုင်ခွင့်နဲ့အစ်စင်းတိုက်ကြားထားတာရှိမရှိဝင်ရောက်စစ်ဆေးခဲ့ပြီးတော့ဖမ်းဆီးခံရတာတော့မရှိခဲ့ဘူးလို့ဆိုပါရဲ့ရှင် 2015မှာပြည်သူရွေးချယ်ထားတဲ့အယက်သားအစိုးရနဲ့မဲရလက်တွေကိုပေးဖြတ်ပြီးဆေးအာနာတင်ထားတဲ့အာနာတင်စစ်ကောင်းဆောင်ဟာရွေးကောက်ပွဲထက်လုပ်ပြီးတော့ပြည်သူမဲပေးတဲ့အစိုးရကိုအာနာလွှဲမယ်လို့ထပ်မံပြောကြားလာပါတယ်။စစ်ကောင်ဆောင်မြောက်လိုက်ကနိုင်ငံရေးနည်းလမ်းကိုတွဲစစ်တွဲဆုံဆွေးနွေးခြင်းနဲ့တအဖြစ်ရှာတင်တာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုကြိုးဆိုလမ်းဖွင့်ထားရလို့ဇော်လာ25ရက်နေ့နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ငြိမ်းချမ်းရေးဖိုရမ်မင်ခုံးမှာအခုလိုထည့်သွင်းပြောဆိုသွားတာပါ။ အခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်းအမျိုးသားအကာအကွယ်နဲ့လူ့ကြုံရေးကောင်စီရဲ့အဆုံးအဖြတ်နဲ့ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ပြည်သူတွေမေးပေးရွေးချယ်လိုက်တဲ့အစိုးရကိုအာဏာလွှဲပေးတော့မှာဖြစ်တယ်လို့ဆိုပါတယ်ဒီငင်းချင်းရေးဖိုရမ်မှာအဖွဲ့အမားစကားပြောကြားခဲ့တဲ့စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံရေးဆွေးနွေးမှုငင်းချင်းရေးဆွေးနွေးမှုတွေလုပ်ကြဖို့အကြိမ်ကြိမ်ပြောဆိုခဲ့တာပါ။ ်စစ်ကောင်းဆောင်ကငင်းချက်ရဲ့အတွက်တွဲဆုံဆွေးနွေးဖို့အခုလိုဖိတ်ခေါ်နေပေမဲ့လေစစ်အုပ်စုက match လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြီးကြောင့်လူသားဆာနာမှုအကူအညီတွေပေးနိုင်ဖို့ငလျင်ပြန်လည်ထူထောင်ရွေးတဲ့လှုပ်ဆောင်ဖို့ဆိုပြီးယာယီအပြစ်ရကြောင်းကြေညာခဲ့ပေမဲ့အပြစ်ရကြောင်းကြေညာထားတဲ့ကာလအတွင်းမှာပဲလေချောင်းတိုက်ခိုက်မှုတွေမြေပြင်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ် DPP ကစုဆောင်ထားတဲ့အချက်လက်တွေအရယာယီအပြည့်အစုံညပြီးနောက်ဇွန်လ16ရက်နေ့အထိလေးချောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်600ထက်600ထက်မနည်းသေဆုံးခဲ့လို့သိရပါတယ်ရှင် စတုထအကျင်းဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်ဖို့ဘယ်လာရုနိုင်ငံကို စစ်ကောင်းဆောင်ပူးရှုံမှုချင်းမင်းအောင်လိုက်နဲ့ကိုယ်စလဲအဖွဲ့တို့ဟာနေပြည်တော်လေးစိတ်ကနဲ့ဇွန်လ25ရက်နေ့ဒီကနေ့မနက်စင်တိုင်းလောက်ကထွက်ခေါ်တော့ပါတယ် ်ဘေလာရုနိုင်ငံကိုမတော်ခင်မှာဒီကနေ့မနက်နေပြည်တော်မင်္ဂလာတီဝိဟိုတယ်မှာပြုလုပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ Peace Forum မှာဘူချုံမှုကြီးမင်းအောင်လိုက်ကမင်းခွန်ပြောကြားခဲ့တယ်လို့နိုင်ငံသားရင်းဝန်ကြီးဌာနသတင်းရှင်းမြစ်က DPP ကိုပြောပါတယ်စေကောင်းဆောင်ကဘီလာရုနဲ့ရုရှားခီးစင်မှာဘူချုံကြီးရေဝင်ဦးဘူချုံကြီးညိုစောနိုင်ငံသားရင်းဝင်ကြီးဦးတန်းဆွေရင်းနှီးမြုံနယ်မှုနဲ့နိုင်ငံသားစီဘောဆက်သွေးရေးဝင်ကြီးဒေါက်တာကန်စော်နဲ့ဒူးဝင်ကြီးတဲ့စစ်ဘက်နေဘက်ကအရာရှိကြီးတွေကိုခေါ်တော်ပါတယ် ်ဒီခေတ်စဉ်မှာစစ်ခေါင်းဆောင်အနေနဲ့ဘီလာရုသမ္မတဥရောပအာရှစီးပွားရေးကော်မရှင်ဘိုးအဖွဲ့ဥက္ကဋ္ဌနဲ့တရားတွေ့ဆုံမှဖြစ်တယ်လို့ကိုယ်စားလှယ်အဖွဲ့ကလည်းနိုင်ငံချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးကိစ္စတွေ EAEU အဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးတော်မယ်လို့သိရပါတယ်ရှင် ကရင်နီပြည်နယ်မော်ချီဒေသကိုစစ်ကောင်စီတပ်ကနေချောင်းကနေဇော်လာ25ရက်နေ့မနက်7:00နာရီဝန်းကျင်မှာဘုံကျဲခဲ့တဲ့အတွက်ပြည်သူ9ယောက်ထပ်မင်းသေးဆုံးခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေကပြောပါတယ်။ ။လေကြောင်းကနေပေါင်200ပုံကြေးချတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ9ယောက်သေဆုံးက20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်။တိုက်ပွဲဖြစ်နေတဲ့ဖားဆောင်ဘက်ကနေစကောက်စီတက်လင်းကမော်ကြီးဘက်ကပြည်သူတွေနေတဲ့နေရာကိုအဓိကကျေးတဲ့အတွက်သေဆုံးထိခိုက်မှုများခဲ့တာပါလို့မော်ချီဒေတာခန်ကပြောပါရယ်။မော်ချီဒေတာမှာစကောက်စီတက်နဲ့တော်လရဲတက်ဖွဲ့တွေတိုက်ပွဲဖြစ်ပေါ်တာမရှိပဲလေကြောင်းကနေဘုံကျေးခံခဲ့ရတာဖြစ်ပြီးဘုံကျေးတဲ့နေရာမှာအလုဆင်းတဲ့သူတွေလည်းရှိနေတာကြောင့်ထိခိုက်မှုများခဲ့တာပါလို့ ဆိုပါတယ်စစ်ကောင်စီတပ်ကပြည်သူတွေလုံခြုံရှာပွဲစားတောက်တဲ့နေရာတွေမှာအရဲသားတွေကိုတပ်ဖြတ်တဲ့ကိစ္စတွေလုပ်နေတဲ့အတွက်လင်းရင်တန်ကြားတာနဲ့နှိမ့်ဆက်ရဘုံခုကျင်တဲ့ဝင်ဖို့လိုအပ်တယ်လို့စစ်ဆောင်အရေးကူညီပေးတဲ့ထွန်းမြန်မာဒိုနေရှင်အဖွဲ့ကကိုဖိုးကျော်ကပြောပါတယ်စကောက်စီတက်ကမော်ရှိဒေတာကိုအခုအကျဉ်းပါဝင်6ကျင်းအထိဘုံကျေးချခဲ့ပြီးပြည်သူ16ရောက်ထက်မနည်းတေဆုံကအယောက်90ကျော်ထိခိုက်တရာရရှိခဲ့ပါရဲ့ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့နယ်ရွှေသွန်းကျေော့အနီးတစ်ဝိုင်းကိုစစ်ကောင်စီတပ်ကဇွန်လ24ရက်နေ့တရက်တည်းမှပဲဘုံအလုံး80ကျော်ကျေချတိုက်ခိုက်ခဲ့တယ်လို့ဒနုပြည်သူလူမျိုးရေးတပ်တော် DPLF DPLA ကဇွန်လ25ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကမနက်9:00ကနေ10:00အထိအတွင်းဝိုက်တွဲလျင်နဲ့ဘုံ20နှလုံး 9နာရီမှာ Jet Fighter နဲ့ဘုံတစ်လုံး၊နေ့လေ9နာရီလောက်မှာပေါင်900ဘုံတစ်လုံး၊ Wide Dwell လေယာဉ်နဲ့ဘုံ33လုံး၊ညနေ6နာရီကနေ9နာရီအတွင်း Wide Dwell လေယာဉ်နဲ့ဘုံ24လုံးတိုက်ချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီကအပြည့်အခက်ရစဲရဲကြီးညာပြီးနောက်ပိုင်းအခုတစ်ကြိမ်ဘုံကျေးတာဟာအများဆုံးဖြစ်ပြီး Jet Fighter တွေ Wide Dwell တွေနဲ့တိုက်ချခဲ့တာပါလို့ DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ရွှေသွန်းကျွော်အနီးတစ်ဝိုက်မှာတနုပြည်သူလူမျိုးရေးတပ်တော် DPL နဲ့တအန်းအမျိုးသားလူမျိုးရေးတပ်မတော် TNL ပူးပေါင်းတဲ့နဲ့စစ်ကောင်စီတပ်တို့ကြားထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ရွှေသွန်းကျော်နဲ့အနီးအနာကျော်တွေကပြည်သူတွေဟာလွန်ခဲ့တဲ့တပတ်ကျော်ကတည်းကစစ်ဆောင်နေကြတဲ့အတွက်အထီးခိုက်တော့မရှိပေမဲ့နေအိမ်တွေပျက်စီးမှုတော့ရှိနေတယ်လို့ဆိုပါရဲ့ရှင်။ ရှယ်ပြည်နယ်တောင်ပိုင်းကနေစစ်ရှောင်လှကြတဲ့စစ်ဘေးရှောင်ပြည်သူ60တယောက်ကိုဇွန်လ23ရက်နေ့မှာစေဝါတော်ရောက်ကုသပေးခဲ့တယ်လို့အင်းလဲအမျိုးသမီးသမဂ္ဂစီကတရားပါတယ်။စစ်ရှောင်တွေမှာသွေးတော်နဲ့ချောင်ဆိုးတာတွေအဖြစ်များပြီးအစအစအရာရာခက်ခဲနေတဲ့အချိန်တွေမှာစာနာတဲ့အနေနဲ့တော်ရောက်ကုသပေးခဲ့တာပါလို့အင်းလဲအမျိုးသမီးသမဂ္ဂအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စစ်ပေးလျှောက်ပြည်သူတွေဟာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေလွိုင်ကော်ဖေခုံမြို့နယ်တွေမှာဖေခုံမြို့နယ်တွေနဲ့တခြားဒေသတွေကနေလာရောက်ဆစ်ဆောင်နေကြသူတွေဖြစ်ပြီးအလို့အကိုင်းမရှိကြတဲ့အတွက်စားရဲတောက်ရဲအတွက်လည်းအခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ် ်ပြီးခဲ့တဲ့မေလ20ရက်နေ့မှာလည်းညောင်ရွှေမြို့နယ်ကနေစစ်ဆောင်နေရတဲ့ဂျေော်၃ရောကပြည်သူတွေကိုအင်းလေးအမျိုးသမီးတမကအဖွဲ့ကဆေးဝါးကုသပေးခဲ့တယ်လို့သိရပါတယ်ဖေခုံမြို့နယ်အခြေပဲချမ်းကစစ်ပေးချောင်းပြည်သူတွေဟာစားတောက်ဖို့အတွက်စားနေရိတ်ခါလိုအပ်ချက်တွေရှိနေတဲ့အတွက်ကူညီပေးကြဖို့တောင်းဆိုထားပါတယ်ရှင်။ မက်ဒလီတိုင်းစိတ်ကူနဲ့မတရားမြို့နယ်တွေကကျေးရွာနေရောကိုဇွန်လ23ရက်နေ့ညနေ4နာရီကျော်နဲ့ည9နာရီကျော်အချိန်တွေမှာစစ်တပ်ကဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်စင်ကူမျိုးနဲ့ထုံကြီးရော်ကိုဇွန်လ23ရက်ညနေ4နာရီကျော်အချိန်မှာတိုက်လေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက်ဒေသခံတွေထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါတယ် ထုံကြီးရော်မြကန်းဘေးမှာလူစီကားတဲ့ဈေးဆိုင်တွေရှိတဲ့နေရာကိုဘုံကြီးချခဲ့တာကြောင့်လူအထိခိုက်များနိုင်ပြီးတော့အသေးစိတ်ကိုတော့မသိရသေးဘူးလို့စိန်ကူမျိုးခန့်တယောက်ကပြောပါတယ်။အဲ့ဒီလိုပဲမတရားမျိုးနဲ့အုတ်ကန်ကြီးရော်နာကိုလည်းစစ်ကောင်စီတပ်ကဇွန်လ23ရက်နေ့ညကပဲဘုံကြီးခဲ့တဲ့အတွက်အသက်58နှစ်အရွယ်အမျိုးသမီးတယောက်သေဆုံးခဲ့ပြီးလူနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ အင်တာနက်လူမှုကွယ်ရန်တစ်ခုဖြစ်တဲ့ TikTok မှာဒေါ်အောင်ဆန်းစုကြည်ပုံနဲ့သူ့ရဲ့ပုံကိုတွေးပြီးတင်မိလို့မန္တလေးတိုင်းမြင်းကျပ်အမျိုးကဒေသခံအမျိုးသမီးတယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံတွေက TVB ကိုပြောပါတယ်။ တသက်ဆိုးဆိုတဲ့ TikTok အကောင့်ပိုင်ရှင်အမျိုးသမီးဟာလူထုကောင်းဆောင်နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာဒေါ်အောင်ဆန်းစုကြည်ပုံနဲ့သူ့ရဲ့ပုံကိုတွေ့ပြီးတင်ခဲတာဖြစ်ပါတယ်။အဲဒီလိုတင်ပြီးနောက်တနေ့မနက်ပိုင်းမှာပဲပြူစောထီးတွေကလာဖန်တော်လာလို့ဒေတာခန်တွေကဆိုပါတယ်။ဖန်ဆီးခံရသူဟာမြင်းချက်မျိုးအမတ်တရက်ကွယ်နေမြင့်နေ့မှာနေထိုင်သူဖြစ်ပြီးအသက်30ဝန်းကျင်ကလေးတယောက်မိခင်ဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုမွေးနေ့ဆူတောင်းပေးခဲ့ကြတဲ့အတွက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ MRTB ကဝန်ထမ်းဖြစ်တဲ့မနေရင်ဖြူခေါ်မနောင်နောင်အပါအဝင်၄ယောက်လည်းဖမ်းဆီးခံခဲ့ရပါတယ်အေယာဝတီတိုင်းဒနုဖြူမြို့မှာလည်းလူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းပေးသူနဲ့ပန်တပိတ်ပြုတ်လုတဲ့ဆိုပြီးအယက်သားစစ်တယောက်ကိုဖမ်းဆီးပြီးတော့ခံဝဲထိုးခိုက်ပြီးတော့ပြန်လို့ပေးခဲ့လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကသိရပါရဲ့ရှင် 2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီကကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲမှာဆန်ပြအနေနဲ့ပြည်ထောင်စုအနေနဲ့နေပြည်တော်ကမင်းစင်တာနဲ့အားလုံးအနိုင်ရဖို့အတွက်စီစီလုံးလုံးလှုပ်ဆောင်ကြဖို့စစ်တပ်အကြောထောင်နောက်ခံပြည်ထောင်စုတက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌဦးလာထွန်းကပြောပါတယ်ဇောလာ24ရက်နေ့ကနေပြည်တော်ကြက်ခိုင်ရဲ့ပါတီရုံးခမ်းမမှာလုပ်ခဲ့တဲ့ပါတီဝင်တွေနဲ့တွေ့ဆုံပွဲမှာကြက်ခိုင်ရဲ့ပါတီဒုကောင်ဆောင်ကပြောကြားခဲ့တာဖြစ်ပါတယ်။ ကျက်ခါရဲ့ပါတီဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ချိန်ပြိုင်ခဲ့တဲ့ရွေးကောက်ပွဲမှာအပြတ်အသတ်ရှုံးနေခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့2015နဲ့2020ရွေးကောက်ပွဲတွေမှာနေပြည်တော်အတွင်းမင်းစံတာနေတွေမှာလည်း NLD ပါတီကိုရှုံးနေထားခဲ့တာဖြစ်ပါတယ် ပြည်သူကိုပေးထားတဲ့ကတိကဝတ်တွေကိုကျေပွန်အောင်လှုံ့ဆော်ဖို့လိုအပ်ကြောင်းပြည်ထောင်စုနေမြေအနေနဲ့ဆက်ပြနေမြေအဖြစ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်စီစီလုံးလုံးလှုံ့ဆော်ကြဖို့လိုအပ်ကြောင်းကျန်းခါရေးပါတီဒုတိယဥက္ကဋ္ဌဦးလာထွန်းကပြောပါရယ် NLD ပါတီဝင်ရောက်ရှင်ပြိုင်တော်ဖို့မရှိတဲ့လာမယ့်ရွေးကောက်ပွဲမှာတော့ကျန်းခါရေးပါတီအနေနဲ့ပြည်ထောင်စုနေမြေနေပြီးတော့အတွင်းမှာရှိတဲ့မင်းဆန်ထားတဲ့အားလုံးကိုအနိုင်ရရှိဖို့မျှော်မဲနေတာလေးဖြစ်ပါရဲ့ရှင် ကချင်ပြည်နယ်အေရဝတီမြစ်တဖက်ကမြကြီးနာမြို့အနေဝိုင်းမော်မြို့အနီးမှာရှိတဲ့ခါရှိကြီးော်တကြောကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ရှေ့တဲ့သတင်းရင်းမြစ်ကနေသိရပါဗျ။စစ်ကောင်စီထိန်းချုပ်ထားတဲ့ဝိုင်းမော်မြို့ကိုလည်းစစ်အင်အားပို့ဆောင်နေပြီးတော့လက်နက်ကြီးတွေနဲ့နှိမ့်စင်လို့လို့ပစ်ခတ်နေတာဟာသတင်းတပတ်ဝန်းကျင်ရှိလာပြီးဖြစ်တယ်လို့ဝိုင်းမော်ဒေသခံတယောက်ကပြောပါတယ်။ဒါအပြင်ဝိုင်းမော်ကမ်ပိုင်တီလမ်းပေါ်ကကိုရွတ်ကြီးော်ကိုလည်းဇွန်လ22ရက်နေ့ည7:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ် ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဝေါ်ချောင်ကြော်ကဒေတာခန်တယောက်ကပြောပါရယ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်တဲ့နေရာဟာတိုက်ပွဲဖြစ်ပေါ်တဲ့နေရာမဟုတ်ဘဲကချင်လွတ်လပ်ရေးထံမှာ KIA ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါရယ်လေကြောင်းတိုက်ခိုက်မှုဟာခွေရဲကြေော်တဲ့ကနေနေအိမ်တွေချားမှာပေါက်ကွင်းမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီးပြည်သူတွေပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့တာတော့မရှိဘူးလို့သိရပါပါရှင်။ ပဲခူးတိုင်းညောင်လေးပင်ကြောက်တကဖြူမြို့နယ်တွေထဲမှာရှိတဲ့ရဲကုန်းမဲတလေးအမြန်လန်ဟောင်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့တဲ့အခြေချထားတဲ့စခန်း၉ခုကို PDF နဲ့ KNLA ပူပေါက်တက်တွေကဇော်လာ၂၅ရက်နေ့ဒီနေ့မနက်အစောပိုင်းကတပြိုင်တည်းဝင်တိုက်ခိုက်ခဲ့လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီအဖွဲ့ဝင်အယောက်20ထက်မနည်းတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါအပြင်စစ်တုံးဘက်ဒုရဲအုပ်တယောက်အပအဝင်၃ယောက်ကိုလည်းဖမ်းဆီးမိခဲ့လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်မျိုးစုံ6လက်ခေရန်နဲ့73ပစ္စည်းအမြောက်အများလေးတင်စီရရှိခဲ့ပါတယ် ဲ့ဒီတိုက်ပွဲတွေထဲမှာတော်လရဲတပ်ဖွဲ့တွေဘက်ကရဲဘော်တယောက်ကြာဆုံးခဲ့ပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AUG ကထုတ်ပြန်ထားပါရဲ့ရှင်